ဝတ္တနဲ့調査ဖြစ်ပါတယ်။ဒါကတော့ဝတ္တကိုအချက်ပြုတ်ထားတာပါနော်။အိမ်ထိကနေ၃လုံးလောက်ယူပြီးတော့ညှက်ထားလိုက်ပါတယ်။ဆုံရကျုံးလေးဆိုရင်တော့ဒီမှာကရေရစီကိုလည်းမျက်လေးပူထည့်လေးရှိပါတယ်။ဒီနော်တုံပြူတုံနေကိုစစ်တပ်ပါမယ်။ဝတ္တကိုထည့်ပြီးတော့လိုက်ပါမယ်။ ဟိုတန်းကချက်ပြီးသားဆိုတော့ကျမတို့ကြာပြီးတော့တိတ်ကြောဆရာမလုပ်တော့ဘောနော်ပြီးရင်တော့ကစုံရက်ထည့်ပါမယ်ဒီကစုံရက်ကအိမ်မှာစိုက်ထားတဲ့ကစုံရက်ပါပြီးရင်တော့ကျမတို့စားတဲ့ချုံမုံလေးထည့်ပါမယ်ကစုံရက်ကြော်တဲ့ခါမှာကျမကစားအောင်ပဲသုံးပါတယ်ငါအများကြီးမသုံးပါဘူးပြီးရင်တော့ခယူစီလေးထည့်ပါမယ်နောက်တစ်ခုကကစုံရက်ကြော်တဲ့ခါမှာမြန်လေးကြအောင်လို့ပြင်းလေးနဲ့ကြော်ပေးပါနော်ဖုံးပိတ်ပြီးလည်းမကြော်ပါနဲ့နော်သူရဲ့အရောင်ကမြဲသွားတတ်ပါတယ် ဘူးဆိုရင်တော့ရန်ကုန်မှာစားလို့ကောင်းတယ်ဝက်ကစုံကျော်လေးရပါပြီရှင်။ဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်။